ိုက်တိုင်းကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ။ယနေ့ယခုရာသီဆက်ဝန်းလို့တရွေ့ရွေ့ပြောင်းလာတာ2025မေလဒုတိယနဲ့တတိယပတ်ရောက်ရှိလာပါပြီ။မေလ15ရက်ကနေ27ရက်ကြားမှာဖြစ်ပေါ်ပြောင်းလဲလာမယ့်ခုနှစ်ရသားသမီးရာသီဘွားတွေရဲ့ န်တရားအစူအကောင်အကျိုးအကြောင်းရှောင်ရဆောင်ရများကိုပြောပြမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဖိဆာရာသီဘွားဖိဆာရာသီဘွားဆိုတာအောက်တိုဘာ24နဲ့နိုဝင်ဘာ22ကြာမှာဝိဖွားသူတွေဖြစ်တယ်ဒီရာသီဘွားတွေကယခုကာလမှာခရီးများမယ်အလုပ်များမယ်ပြည်တွင်းပြည်ပခီးတွေရှိတယ်ရှယ်ယာဆက်သူတွေလောက် စွန့်စွန့်စားစားတွာလာလှုပ်ရှားရမယ်။နိုင်ငံခြားကိစ္စကြိုးစားနေတဲ့ကိစ္စတွေအောင်မြင်မယ်။ခေါ်စားခန့်စားစီရမယ်။ပြည်တွင်းမှာလည်းနေပြောင်းအလုပ်ပြောင်းအိမ်ပြောင်းခရီးသွားရမယ်။စွန့်စွန့်စားစားလုပ်ကြရသလိုအကျိုးအမြတ်တွေများမယ်။ဈေးငါပစ္စည်းတွေဝင်မယ်။အတန်တဲပစ္စည်းတွေဝင်မယ်။အလူဒါနလောက်ရတဲ့အိမ်ထဲမှာရှိတဲ့အိုးကွဲဥပေါက်တို့ဆွန့်ပစ်ပါ အင်းပါတဲ့ပစ္စည်းတွေရှင်းမှာအကြီးကြီးတဲ့အတွက်နေရာထိုင်ခင်းတရီထားပြီးလောက်ကန်ဆောင်ရပါအကြီးကြီးရဲ့အိုးအိမ်အလုံးနေရာပြုတ်တက်ပြောင်းတက်ပါတယ်ဒီကာလမှာရှယ်ယာလုပ်ငန်းစတုလုပ်ငန်းခရီးသွားလုပ်ငန်းတွေရဲရဲတင်းတင်းလောက်ကန်မှာအရာခတဲ့အနောက်ရှက်တွေကျော်လွားသွားပါလိမ့်မယ်အထိုက်လက်ရောက်အရှင်ပြေလာပါလိမ့်မယ်ကန်ကောင်းတဲ့ရဲတပ်တပတ်ရောက်နေပါတယ်ဝေးရမယ့်အရောင်တွေကတော့အရောင်နှမျိုးသုံးမျိုးရောလာသေး ဒေါလိုက်ချင်းတွေကလန့်ချင်းတွေဂျင်းအိဂျင်းပေါင်းမီတွေခရီးသွားလို့လွယ်ကူတဲ့အဝတ်စားတွေဝတ်ပါမိန်းကလေးငယ်လေးများနှာခမ်းဒီပန်းဒီဘကွက်ကြားနဲ့စာဂီတာအလှဆင်ပါယောက်ျားလေးများစပူးရှက်တွေဂျင်းပေါင်းမီတွေဝတ်ပြီးတော့တက်တက်ကြွကြနေပါလေးကိုနှစ်ပတ်လည်းထီထိုးပြီးပါဗုဒ္ဓဘဂဝါဗုဒ္ဓဘဂဝါဗုဒ္ဓဘဂဝါပြည့်စုံပါစေပါ ဖះမှာသွားပြီးနေဘူးကကြောက်ပြားအတွက်ငွေလူပါအိုးပြက်အိမ်ပြက်အိုးပြင်းအိမ်ပြင်းငလင်တဘာဝပေးတယ်လူတန်းပေးခြင်းဖြင့်ပို့ပြီးတော့အဆင်ပြေတာတွေ့ရပါလိမ့်မယ်ဖြိစာရာသီပွားမိသားစုအလုံးကျမ်းမာချမ်းသာကြပါ thank you